ဲ့တော့အမားနိုင်ငံဟာလူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးပမာနိုင်ငံသားအလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ပမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာအင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာဒီတိုင်းရေးထားတယ်ပြီးတော့1940ခုဖွဲ့စည်းပုံချာဥပဒေပုံမှန်၃မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှာပဲတည်တယ် တနည်းအားဖြင့်နိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်လို့တိတိကျကျရေးထားတယ်အဲ့ဒါအပုံမှန်၃ပုံမှန်၄မှာပဲလို့ရေးထားသလိုဥပဒေပြုအဖွဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့တရားရေးအဖွဲ့တို့ဟာနိုင်ငံသားတွေပိုင်တဲ့နိုင်ငံတော်အာဏာကိုနိုင်ငံသားတွေကိုစားခံယူကျင့်သုံးတဲ့သူတွေသာဖြစ်တယ်သူတို့မပိုင်ဘူးပိုင်တာကျွန်တော်တို့ပိုင်တယ်သူတို့ကကျွန်တော်တို့ကိုစားသုံးစွဲသူသာဖြစ်တယ် အဲ့ဒါလိုရှင်းရှင်းလင်းလင်းရေးခဲ့တယ်ပြောချင်တာကဒီမိုကရေစီနိုင်ငံမှာနိုင်ငံတော်အာဏာကိုကျွန်တော်တို့ပိုင်တယ်ပြည်သူတွေပိုင်တယ်ပြည်သူကြိုက်တဲ့လူပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ပြည်သူမကြိုက်ရင်အချိန်မရွေးသူ့ကိုဖြုတ်ချခွင့်ရှိတယ်ပြည်သူကြိုက်မှသူတို့အုပ်ချုပ်ခွင့်ရမယ်ဘာကြောင့်လို့ဆိုတော့နိုင်ငံတော်အာဏာကိုပြည်သူပိုင်လို့ဒီအာဏာကိုပြည်သူရွေးတဲ့လူပဲတုံးဆွဲရမယ်ဆိုတဲ့သဘောတရားအပေါ်အခြေခံထားတယ်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့ဗမာနိုင်ငံကိုတိဆောက်ခဲ့တယ်အဲ့ဒါတတိယမြန်မာနိုင်ငံတော့အဲ့လိုတိဆောက်ခဲ့တယ် တော့ဒီကနေ့ကျွန်တော်တို့ကပြင်ဆင်မမြန်မာနိုင်ငံတော်ကိုသွားဖို့ဘသူကစ change လုပ်တယ်လဲဆိုတော့အဲ့ဒီနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90ယူထားတဲ့တတ်မတော်ကပဲ change တခုလုပ်မယ်ဆိုပြီးသူတို့ရွှေ့တဲ့ရွှေ့ပဲ။ဘာနဲ့ရွှေ့တယ်လဲဆိုတော့2008ဖွဲ့စည်းပုံနဲ့ရွှေ့တယ်။2008ဖွဲ့စည်းပုံဟာနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90သိမ်းပြီးအုပ်ချုပ်ထားတဲ့တတ်မတော်က အပြောင်းအလဲတစ်ခုလုပ်ဖို့ဖန်တီးထားတဲ့အစီအမံတစ်ခုဖြစ်ပါလေ။အဲ့တော့ကောင်းပြီ။အာဏာသိမ်းတပ်မတော်ကတီထောင်ခြင်းနဲ့ပြန်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်မျိုးလဲ။ခမားတို့ကျွန်တော်တို့လိုချင်တဲ့တိဆောက်ခြင်းနဲ့ပြည်တော်စုပြန်စမမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုး ဖြစ်ချင်တယ်လဲ။အဲ့ဒါအခုကျွန်တော်ဒါ နောက်ဆုံးဆွေးနွေးမယ်အကြောင်းအရာပဲပြီးရင်ကျွန်တော်တို့ panel talk မှာဆွေးနွေးနိုင်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကညွန်ပြတဲ့သူတို့သွားမဲ့ပြန်စပမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်လဲခင်ဗျားတို့စဉ်းစားရမယ့်အချက်ကတစ်ချက်တည်းပဲနိုင်ငံတော်အာဏာကိုဘယ်နှမ်းမှထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှင်း အခြေခံမူတွေကိုဖတ်လိုက်လို့ရှင်နော်ပုံမှန်တွေနဲ့ကျွန်တော်ရှင်းပါဆိုလို့ခြုံပြောပါမယ်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်တော်စုလွှတ်တော်ကိုအနှင်းနယ်လို့ရေးထားပါတယ်ပုံမှန်၁၂ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာတမရကိုအပ်တယ်လို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်တော်စုတရားလွှတ်တော်ချုပ်ကိုအပ်တယ်လို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်း၁အခြေခံမူမှာပါပါတယ်အဲ့တော့ ကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအထားတရောင်ရောင်ရေးပါအဲ့ထက်မှာရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတခုရှိတယ်ပုံမှန်လေးပုံမှန်လေးမှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်သည်တဲ့နိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်သည်ဒါသူရေးထားတဲ့အတိုင်းပဲ ဟိုရှေ့မှာဗိုလ်ချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုင်နေလို့ရေးတယ်။အဲ့ဒီဥပဒေပြုအဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့သူတို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်၃နဲ့၄မှာအခုဒီမှာကျတော့နိုင်ငံသားများထာမဆင်းလာတယ်နိုင်ငံတော်မှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှေ့ကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလေပြောလို့ရတယ်လေကျွန်တော်တို့ရှေ့ကဆင်းသွားတာဟုတ်အဲ့တော့ကျွန်တော်တို့ပိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရှေ့ကဆင်းသွားပြီလေ မရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှီကဆင်းခဲ့ပြီကျုပ်တို့ရှီရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာကအဲ့ဒီလိုလေမရှင်းမလင်းရေးထားတယ်ဒါကမရှင်းမလင်းရေးတာတော်သေးတယ်သူ့ဘက်ကိုပဲပြောလို့ရသေးတယ်လေဟေ့တို့ရှီကဆင်းတာမဟုတ်လို့တို့ပိုင်နေလို့ပြောလို့ရသေးတယ်ဟာမဟုတ်ဘူးဗျခင်ဗျားတို့ရှီကဆင်းလာတာကျုပ်တို့ရှီရောက်သွားပြီဒါဟိုဘက်ဒီဘက်ပြောနိုင်တယ်ဒါပေမဲ့ပြောမရတဲ့ညင်းမရတဲ့ပုံမှန်တွေကရှိပြန်ရော ဟုတ်ပြီကဲကြည့်အောင်ဒါဆိုရင်လဲနိုင်ငံတော်အာဏာအပိုင်ပိုင်သုံးပိုင်တွေ့မယ်တဥပဒေပြုအာဏာစောစောကပြောတဲ့ပုံမှန်ဆက်နှစ်ပြည်တော်စုလွတ်တော်မှာတည်တယ်တဲ့တေချာနောက်ဖတ်ကြည့်တယ်ပြည်တော်စုလွတ်တော်ကိုဘယ်လိုဖွဲ့ရမှာတော့ပြည်တော်စုလွတ်တော်ကိုဖွဲ့တော့အမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်နှစ်ရပေါင်းလိုက်တာပေါ့ဗျာအဲ့တော့အမျိုးသားလွတ်တော်ကိုလူ440နဲ့ဖွဲ့မယ်တဲ့330ကိုခင်ဗျားတို့ပြည်သူတွေရွေးတဲ့130ကတော့ ကျုပ်ကကာဝေးဥကျုပ်ကခန့်မယ်ဆိုတော့440မှာ330ကလူတို့ကရွေးမယ်130ကလူတယောက်ကခန့်မယ်ကာဝေးဥစည်းချုပ်ကခန့်မယ်အမျိုးသားလွတ်တော်156ယောက်ကျားတို့ပြည်သူလူတို့ကရွေးကျွန်တော်တို့က56ယောက်ခန့်မယ်လေးပုံတစ်ပုံပေါ့နော်ကာဝေးဥကျုပ်ကခန့်မယ်ဆိုတော့လွတ်တော်100ပေါင်းတော့664ယောက်ရှိတယ် 498ယောက်ကကျွန်တော်တို့အယက်သားတွေရွေးထားတဲ့အမှတ်166ယောက်ကတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူပုတ်ကိုတူကခန့်ထားတဲ့တမတော်သားကိုစလဲတွေလေးပုံပုံတပုံပေါ့အဲ့ဒီတော့နိုင်ငံတော်အာဏာကိုလွတ်တော်ကပိုင်တယ်လွတ်တော်မှာထိုင်မဲ့အမှတ်ရဲ့လေးပုံတပုံကိုလေးပုံသုံးပုံကိုလူလူကရွေးလေးပုံတပုံကိုလူတစ်ယောက်ကခန့်ထားတယ်အဲ့တော့ဒီလွတ်တော်ရဲ့လေးပုံတပုံသောအာဏာတနည်းအားဖြင့်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာရဲ့လေးပုံတပုံကဘယ်သူလက်ထက်ရောက်နေသလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူတယောက်ရဲ့လက်ထဲရောက်နေတယ်ရှင်းရှင်းလေးပုံမှန်109 141 161စတအဲ့ဒီသုံးခုမှဖတ်အဲ့ဒီအတိုင်းပဲအတိအကျနိုင်ငံတော်အာဏာရဲ့၄ပုံတပုံကိုကာကွယ်ရေးဦးစီးချုပ်လို့ခေါ်တဲ့တမတော်အကြီးကတယောက်တည်းကိုအပ်ထားတယ်စင်မကြီးကျွန်တော်တို့မှလူတန်း60ရှိတယ်ဒါအကြံပြောတာတကယ်တော့ကျော်တယ်65တန်းလောက်ရှိတယ်လွတ်တော်မှလူ664ယောက်ရှိတယ်အမတ်က အရသား498အောင်900ထားလိုက်တန်း60ကို900နဲ့စားရင်တသိန်းထွက်တယ်တသိန်းနဲ့2000ထွက်တယ်ကျွန်တော်တို့အရသားတသိန်း2000ရှိမှအမှတ်တရောက်ရတယ်တပ်မတော်သား9000ရှိတယ်အမှတ်က166ရှိတယ်စားကြည့်လိုက်3000နဲ့200ကိုတယောက်ထွက်တယ်ကျွန်တော်တို့အရသားတသိန်း2000မှအမှတ်တရောက်ရတဲ့အချိန်မှာသူတို့ကလူ3000ကိုအမှတ်တရောက်နှုန်းနဲ့လွတ်တော်ကြီးကိုစီးထားတယ် ဲ့တော့နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာလေးပုံတစ်ပုံကိုကာဝေးဥစုကိုပေးထားတယ်ကျွန်တော်တို့ကလေးပုံသုံးပုံပဲပေးတယ်လေးပုံသုံးပုံကြီးတောင်ရလို့ပြောမနေနဲ့ဘာအလုံးမလုံးလို့မရဘူးကျွန်တော်နောက်ဆက်ပြောမယ်ဟုတ်ပြီအုတ်ချုပ်ရေးအာဏာဥပမာ16မှာရေးထားတယ်နိုင်ငံတော်သမရသည်တဲ့နိုင်ငံတော်ဤအကြီးအကဲလေဖြစ်သည်အစိုးရအဖွဲ့ရဲ့အကြီးအကဲလေဖြစ်တယ်သူလိုရေးထားတယ် ုံမှန်98မှာလည်းဒီတိုင်းပဲနိုင်ငံတော်သမရဟာနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်သည်လို့ရေးတယ်။နောက်100နဲ့6မှာ sorry 196မှာထပ်ရေးထားတဲ့အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာသမရဖြစ်တယ်လို့ရေးထားတယ်။အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်မှာအစိုးရအဖွဲ့အဲ့ဒီအစိုးရအဖွဲ့ရဲ့အကြီးအကဲကသမရအဲ့ဒီသမရကိုနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုအပ်တယ်လို့သူကရေးထားတယ် ဆိုတော့တမရကိုကတော့ကျွန်တော်တို့ကဒါပြည်သူလူထုကတိုက်ရိုက်ရွေးတာတော့မဟုတ်ဘူးတိုးတော်လည်းပဲတွယ်ခွိုက်တော်နီးနေတော့တမရကိုပြည်သူရွေးတယ်လို့ပြောရပါတယ်အဲ့တော့ပြည်သူလူထုရွေးတဲ့တမရမှာတကယ်နိုင်ငံတော်အာဏာရှိတယ်ဆိုအဲ့ဒါပြည်သူမှရှိတာ ਨੇ အတူတူပါပဲပြည်သူရွေးတဲ့လွှတ်တော်မှာဥပဒေပြုအာဏာရှိရင်အဲ့ဒါပြည်သူမှအာဏာရှိတာ ਨੇ အတူတူပဲဒီလွှတ်တော်ကခဏပဲကိုရွေးထားတာမကြိုက်ကိုဖြုတ်လိုက်လို့ရတယ်နောက်လူကိုကတင်လို့ရတယ် တမရလည်းထုံနေပြန်ကိုရွေးထားတာပဲမကြိုက်ကိုဖြုတ်လို့ရတယ်နောက်တခါနောက်တစ်ယောက်ရွေးมาပေါ့တဘောကတမရမှာအာနာရှိရင်ပြည်သူမှာအာနာရှိတယ်လို့အဓိပ္ပာယ်ထွက်ပါတယ်လွတ်တော်မှာအာနာရှိရင်ဒါလည်းပြည်သူမှာအာနာရှိတယ်ဆိုတော့အဓိပ္ပာယ်ပါပဲကြိုက်တယ်လို့ဆိုရင်ကျွန်တော်တို့ကတမရမှာတကယ်အာနာရှိလားကြည့်အောင်စဉ်းစားဖို့စဉ်းစားနည်းလေးတွေရှိတယ်ဥပမာတွေဖတ်ပြီးစဉ်းစားရင်လည်းရတယ်ဥပမာပုံမှန်တစ်ခု230နဲ့1ပေါ့ဗျာဝင်ကြီးတွေကိုခတ်နိုင်တဲ့အာနာ အဲ့တော့နိုင်ငံတော်သမရဟာတကယ်တိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲမှန်ရင်ဘယ်လက်အောက်မှာအလုပ်လုပ်မဲ့ဝင်ကြီးတွေကိုဘယ်သူခန့်မလဲသူပဲခန့်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးအကုန်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးဌာနတွေအရေးပါတဲ့ခုနဆရာပြောတဲ့ထဲပါတယ်ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးရအဲ့ဒီအဖွဲ့အားလုံးကလက်နက်ကင်တဲ့အဖွဲ့ကြီးပဲအဲ့ဒီဝင်ကြီးသုံးဌာနရဲ့ဝင်ကြီးရောဒုတိယဝင်ကြီးရော မရခံလို့မရဘူးကာကွယ်ရေးဥစ္စုကခတ်မယ်အဲ့ဒီလိုကာကွယ်ရေးဥစ္စုကခတ်တာကိုလွတ်တော်လဲညင်းပယ်ခွင့်မရှိဘူးအဲ့ဒီလိုခန့်ထားတဲ့ဝင်ကြီးဒုဝင်ကြီးတွေကိုသမရမှာဖြုတ်နိုင်တဲ့အာဏာလဲမရှိဘူးအဲ့ဒီအတိုင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးထားတယ်အဲ့ဒီတော့ကျွန်တော်တို့သမရကြီး